ပြောတဲ့နာရီလည်းပြောခဲ့ပြီးပြီဆိုတော့အခုချိန်မှာဒီเจ้าယာရီနဲ့ပတ်သက်တဲ့အကောင်းဆုံးအစိပ်ပိုင်းဘက်ကိုလမ်းကြောင်းပြောင်းပြီးတော့အာယုံဆိုင်ကြည့်လိုက်ရအောင်မိတ်ဆွေတင်းရဲ့ကျမ်းမာရေးဒုက္ခကိုလက်လွတ်ဆုံးရှုံးစရာမလိုပဲငွေချင်းနဲ့ဆိုင်တဲ့ကြွယ်ဝမှုကိုအောင်မြင်အောင်လုပ်နိုင်ပါတယ်ရှိုးဝက်ချက်ကဘာလဲဆိုတော့ငွေချင်းရဲ့အခန်းကဏ္ဍကိုမှန်မှန်ကန်ကန်နားလည်တာပါပဲငွေချင်းဆိုတာဘဝရဲ့ညီကုန်းပန်းနိုင်မဟုတ်ပါဘူးဘဝကိုတန်ဖိုးတက်လာအောင်လုပ်ပေးတဲ့ဈာကံပစ္စည်းတစ်ခုပါပဲ ငွေကြီးကတင်ဘဝရဲ့လွတ်လပ်မှုတွေကိုတိုးမြင့်ပေးတဲ့အရာနဲ့တင်ဘဝမှာရှိတဲ့ရွေးချယ်ပိုင်ခွင့်တွေကိုကျေသရက်ကျေလာအောင်လမ်းဖွင့်ပေးတဲ့အရာပဲဖြစ်ပါတယ်။တင်နဲ့တင်ရဲ့ချစ်ရသူတွေအတွက် အခွင့်အလမ်းတကားတွေကိုဖွင့်ပေးတဲ့အရာပဲဖြစ်ပါတယ်။တင်ဘဝကိုဘောင်ခက်ချုံနောင်နေတဲ့အရာမျိုးမဖြစ်တင်ပါဘူး။စိုင်းစီယာတွေဖြစ်ကြတဲ့ Joseph Hela နဲ့ Kat Vonnegut နှစ်ယောက်ကြားအပြန်အလှန်ခြေပပြောဆိုခဲ့ကြတဲ့စကားလေးတွေကိုကျွန်တော်လေ့လာကြည့်ကြရအောင်။ ဗိုနီကာကဘာပြောလဲဆိုတော့ဈေးကွက်ရောင်းဝယ်မှုရန်ပုံငွေလုပ်ငန်းမှာရှိတဲ့မန်နေဂျာတဦးရဲ့တရက်ဝင်ငွေဟာဟေးလာရဲ့ catch 22ဆိုတော့စာအုပ်တသက်တာရောင်းရငွေထက်ပိုပါတယ်တဲ့အဲ့ဒါကိုတော့ဟေးလာကဒီလိုပြန်တုံ့ပြန်ခဲ့ပါတယ်အမှန်ပါတယ်ဒါပေမဲ့ तू ဘယ်တော့မှမရနိုင်တဲ့အရာလေးတခုတော့ငါ့မှာရှိတယ်အဲ့ဒါကလုံလောက်တယ်ဆိုတဲ့အရာပါပဲတဲ့ဒီအဖြစ်ပြက်လေးကပြည့်စုံ လုံလောက်မှုဆိုတဲ့အကြောင်းအရာကို အထင်းသားပေါ်လွင်စေပါれစစ်မှန်တဲ့ကြွယ်ဝမှုဆိုတာလေအတော်မတတ်နိုင်အောင် ရှာဖွေစုဆောင်းနေတာမျိုးမဟုတ်ဘဲရှိတဲ့အရာလေးပေါ်မှာရောင်ရဲတင့်နေနေတာကိုဆွလို့တာပါဒီလိုစိတ်သဘောထားမျိုးကိုပိုင်ဆိုင်ဖို့အတွက်ငွေကြေးနဲ့ဆိုင်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုအကုန်ဆွလို့ရမယ်လို့ဆွလို့တာတော့မဟုတ်ပါဘူးငွေကြေးကိုအသုံးပြုတဲ့နေရာမှာလိမ်မာပါနိုင်ရမယ်လို့ဆွလို့တာပါဘဝရဲ့တန်ဖိုးကိုအထောက်ပံ့ပေးတဲ့အရာဖြစ်နေ ဘဝရဲ့ဒုက္ခကိုတုံးမြင့်ပေးတဲ့အရာဖြစ်နေအသုံးပြုရမယ်လို့ဆိုလိုတာပါအဲလုံလောက်တယ်ဆိုတဲ့အရာကိုမိတ်ဆွေအနေနဲ့ဘလို့အတိတ်ပဲဖွင့်မလဲတတောင်းတတာနေနိုင်ဖို့အတွက်ကိုရီမန်းထားတဲ့ဝင်ငွေတစ်ခုရရှိတာကိုဆိုလိုတာလားကိုဝါသနာပါတဲ့အလုပ်ကိုလုပ်နိုင်တာကိုဆိုလိုတာလားအဲပေါင်းခြင်းကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်နိုင်တာကိုဆိုလိုတာလားပျော်ရွှင်မှုပါဆုံးရှုံးသွားတဲ့အထိငွေနောက်မလိုက်မိဖို့ကိုဆိုလိုတာလား ဒီအရာကအနာဂတ်မှာသင်ရှာဖွေရရှိလာနိုင်မယ့်ငွေကြေးနဲ့ပဲပတ်သက်နေရတော့မဟုတ်ပါဘူး။တဲ့မှာရှိပြီးသားငွေကြေးအပေါ်မှာကျေနပ်နေတာကိုလည်းဆိုလိုပါရယ်။နေတိုင်းတဲ့မှာရှိနေတဲ့အရာတွေအပေါ်မှာဝမ်းမြောက်ပါ။တဲ့ကိုလုံကြုံအောင်မိုးပေးတဲ့အိမ်အမိုးတွေတဲ့စပွဲပေါ်ကအစားအစာတွေတဲ့ကိုချစ်တဲ့သူတွေတဲ့ကိုအားပေးတဲ့သူတွေအရာတွေအားလုံးကို မိတ်ဆွေတန်မိုးထားပါအဲ့ဒါအတန့်အစင်ဆုံးကြွယ်ဝမှုပါ အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံခေါင်းတွေပါ။နတ်ရှိုင်းနဲ့ပေါင်းတဲ့ဆက်ဆံမှုပါ။ကိုယ့်အနီးအနားမှာရှိနေတဲ့သူတွေအပေါ် ကိုယ့်ရဲ့ကောင်းမွန်တဲ့လွှမ်းမိုးမှုပါ။စစ်မှန်တဲ့အလှတရားဆိုတာငွေကြေးနဲ့ကောင်းမွန်တဲ့ဆက်ဆံမှုကိုတိဆောက်တယ်။အဲပြီးတော့အဲ့ဒီဆက်ဆံမှုနဲ့ပျော်ရွှင်ခြင်းတွေ၊ရည်မှန်းချက်တွေနဲ့ပြည့်စုံနေတဲ့ဘဝတစ်ခုကိုဖန်တီးလိုက်တယ်။အဲ့ဒါပါပဲ။ဒါကြောင့်မိတ်ဆွေတင်ချဲ့ရတဲ့သူတွေနဲ့ခိုင်မာတဲ့တန်ရုံးစဉ်ကျိုးကိုတိဆောက်တဲ့နေရာမှာရင်းနှီးမြှုပ်နှံပါ တင့်ရဲ့အထဲမှာပျော်ရွှင်ကြည်နူးမှုကိုဖြစ်စေတဲ့ဝါသနာပါရအလုပ်တွေကိုလုပ်တဲ့နေရာမှာရင်းနှီးမြှုပ်နှံပါ။အဲပြောရမယ်ဆိုရင်အိတ်ချိန်အောင်မရလောက်အောင်အလူဒါနတွေကိုလုပ်ပစ်လိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့တင့်ရဲ့ငွေကြေးကြွယ်ဝမှုကိုအကျိုးရှိရှိအသုံးချပြီးတင့်ရဲ့ဘဝမှာပြောင်းလဲမှုတွေကိုလှုပ်ဆောင်မှာပဲဒီအနှစ်ချုပ်ရဲ့အနှစ်သာရကိုမိတ်ဆွေလက်တွေ့တက်တည်ပြနိုင်မှာဖြစ်ပါတယ်။ကြွယ်ဝမှုကိုတိုးပွားသက်သက်တိုးပွားအောင်လှုပ်ဆောင်တာဟာအဆုံးသက်ဇလံမဟုတ်ပါဘူး။အဲရိုးရိုးလေးနဲ့ပြောရမယ်ဆိုရင် တိုးပွားနေတဲ့ကြွယ်ဝမှုကဘဝကိုကောင်းတဲ့ကောင်းအောင်လှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။တော့ချက်နံပါတ်၄တင့်ရဲ့ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကိုကျယ်ဝန်းပါစေ။ဒီမတိုင်ခင်အရှိအခန်းကဏ္ဍတွေမှာကိုနေထိုင်ရာပေါင်းခြင်းဟာအင်မတန်အရေးကြီးတဲ့အကြောင်းကိုကျွန်တော်တို့အရေးမှတ်ပြောခဲ့ပြီးဖြစ်ပါတယ်။အဲဆိုတော့ခုချိန်မှာပေါင်းသင်းဆက်ဆံမှုအတိုင်းဝိုင်းဟာရှိရင်ကောင်းတဲ့စုံရုံလောက်ကိုသာမဟုတ်ပဲအမှန်တကယ်ကြွယ်ဝပြည့်စုံတဲ့ဘဝကိုတည်ဆောက်ရမှာလေ။ဒီအတိုင်းဝန်းကအချက်ချာကြရဲဆိုတာကိုပါ။ တေချာလေးလာကြည့်ကြရအောင်။အဲဘာဖြစ်လို့လဲဆိုတော့ကောင်းမွန်တဲ့ပေါင်းတဲ့ဆက်ဆံရေးကိုတိဆောက်နေတာဟာကိုယ့်ရဲ့နေစဉ်အသက်ရှင်နေထိုင်မှုကိုရှင်းတန်းနိုးကြားစေုံသာမဟုတ်ပဲကို့အနီးအနားမှာရှိနေတဲ့ကိုနဲ့သက်ဆိုင်တဲ့သူတွေရဲ့ဘဝတွေကိုပါပြည့်စုံကြွယ်ဝစေပါれ။ကိုတော်မရိပ်မိလိုက်တဲ့နီလန်းတွေနဲ့သူတို့တွေရဲ့ဘဝကိုပုံသွင်းပြုပြင်ပေးလိုက်ပါれ။ဆိုရိုးစကားလေးတစ်ခုကိုမိတ်ဆွေကြားမှုမှာပါ။ You are not what is you are not what ဆိုလိုတာက င့်ရဲ့ပေါင်းသင်းဆက်ဆံရေးကွန်ရက်ဟာတင့်ရဲ့အသက်တင်တန်ဖိုးဖြစ်ပါတယ်တဲ့။ကောင်းပြီ။ဒီလိုတိလိုက်ရတော့လေကိုဘွားရဲ့တန်ဖိုးကိုအတော်လွှမ်းမိုးနိုင်တဲ့ကိုရဲ့ပေါင်းခြင်းအကြောင်းကို ပေါ့ပေါ့တေးတေးသဘောမထားမိတော့ဘူးပေါ့။တင့်ကိုတင်လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေအားပေးတတ်တဲ့သူတွေစာနာမှုရှိတဲ့သူတွေနဲ့ဝန်းရံထားမယ်ဆိုရင်တင့်ရင်မှန်းချက်ကြီးကြီးထားတတ်လာမယ်။အဲဘာမဆိုကြံ့ကြံ့ခံနိုင်တဲ့အင်အားတွေရှိလာမယ်။တင့်ကိုအကျွမ်းမဲ့ယုံကြည်တဲ့မိတ်ဆွေတွေ အမြင့်ဆုံးကိုရည်မှန်းပြီးအမြဲလှုပ်ဆောင်ဖို့အားပေးတတ်တဲ့မိတ်ဆွေတွေတက်မှသာရှိနေမယ်ဆိုရင်လို့တွေးကြည့်လိုက်ပါကိုကိုစိတ်သက်ခွန်အားတွေနဲ့ပြည့်နေအောင်အားပေးလှုံ့ဆော်မယ်အဆုံးအစမဲ့ထောက်ပံ့ကြီးတွေပိုင်ဆိုင်ထားသလိုမျိုးပဲမဟုတ်ဘူးလားတကယ်တော့တင့်ရဲ့ပေါင်းခြင်းဟာတင့်ရဲ့တကိုးရေးတိုးတက်မှုကိုပဲအကျိုးတက်ရောက်နိုင်တာမဟုတ်ပါဘူးဒီထက်အတော့ကိုပိုတက်ရောက်နိုင်ပါတယ်ခိုင်မာတဲ့ပေါင်းတင်ဆက်ဆံတဲ့အတိုင်အဝန်းကိုတင်းဒီဆောက်လိုက်တဲ့အခါမှာအကြံတစ်ညံတစ်တွေအတွက်အလားအလာကောင်းတွေအတွက် တကားတွေပွင့်လာပါတယ်။တကောလောစုံစားကမ်းမှာမတွေ့နိုင်မရနိုင်တဲ့အခွင့်အလမ်းမျိုးတွေကိုဖမ်းဆုပ်စေနိုင်ပါတယ်။စိန်ခေါ်မှုတွေကိုကြော်လွှားနိုင်တဲ့အထောက်ပံ့တွေကိုပေးနိုင်ပါတယ်။အဲသုံးဆွဲလို့မကုန်နိုင်တဲ့အသိပညာဗဟုသုတတွေနဲ့အရင်းအမြစ်တွေကိုလည်းရရှိစေနိုင်ပါတယ်။ဒီဟောင်းကိုအောင်မြင်အောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုက Mastermind Alliance လို့ခေါ်တဲ့မဟာမိတ်ဉာဏ်ကြီးရှင်များအစုအဖွဲ့ကိုဖွဲ့စည်းလိုက်တာပါပဲ။ဒီအစုအဖွဲ့မျိုးကိုလူနှစ်ယောက်ကနေ နှစ်ယောက်ထပ်ပိုတဲ့လူတွေနဲ့စုဖွဲ့နိုင်ပါတယ်။တဦးနဲ့တဦးပုံမှန်တွေ့ဆုံပြီးကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုတွေကိုဖလှယ်တာမျိုးတဦးနဲ့တဦးအားပေးတွန့်တိုက်တာမျိုးအခက်ခဲတွေကိုဝိုင်းဝန်းအဖြစ်ရှာတာမျိုးတွေကိုလုပ်နိုင်ပါတယ်။အကယ်၍ဒီလိုအစုအဖွဲ့တွေမှာပူးပေါင်းပါဝင်လို့ရှားနိုင်လောက်မဲ့သူတယောက်တလေမှတင့်ပါဝင်ခြင်းမှာတင်မတွေ့ရဘူးဆိုရင်တော့အဲ့ဒီလိုနေရာမျိုးမှာတင်ဆက်နေတဲ့မနေတဲ့စဉ်းစားဖို့အခွင့်ကောင်းပါပဲ။တင်နေထိုင်တဲ့လမ်းမှာတင်တယောက်တည်းပဲသိကျင်တက်ချင်စိတ်ရံပြင်းပြနေသလား။ ဟုတ်ပါတယ်ဆိုရင်တော့ဒီအချိန်ဟာတင်တခြားနေရာကိုပြောင်းနေဖို့အသင့်တော်ဆုံးအချိန်ပါပဲတင်ထပ်ပို့ပြီးတွေးခေါ်နိုင်တဲ့သူတွေတင်ထပ်ပို့ပြီးရှင်းတန်းနိုးကြတဲ့သူတွေတင်ထပ်ပို့ပြီးချစ်ခင်မြတ်နိုးတတ်တဲ့သူတွေနဲ့တင့်ကိုတင်ဝန်းရံထားဖို့လိုအပ်ပါတယ်တကယ်တော့ဒီလူတွေကပဲတင်တယောက်တည်းမသွားနိုင်တဲ့နေရာကိုရောက်အောင်လမ်းပြပေးကြမှာပါအဲတင်တယောက်တည်းလလန်းမမီနိုင်တဲ့ level တွေကိုမိနိုင်အောင်တွန်းတင်ပေးကြမှာပါတော့ချက်နံပါတ်5စက်မှန်တဲ့ကြွယ်ဝခြင်းရဲ့အနှစ်သာရ ကျော်ဝါပြည့်စုံတဲ့ဘဝနဲ့ရှင်သန်နေနိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်နေတဲ့ရှုဝတ်အမူအကျင့်၈ခုရဲ့ခီးစဉ်လေးဟာဆိုရင်စုံငန်းတိုင်နာကိုတဖြည်းဖြည်းချင်းရောက်ရှိလိုလာနေပါပြီ။အဲနောက်ဆုံးနှုတ်ဆက်စကားမဆိုခင်လေးမှာမိတ်ဆွေရဲ့ဘဝကိုအမှန်တကယ်ကျော်ဝါပြည့်စုံစေနိုင်တဲ့ကြံတဲ့အမူအကျင့်၄ခုကိုကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်ကြအောင်။အဲ့ဒါဘာတွေလဲဆိုတော့မိသားစု ထုစစ်ပုံဖော်မှုစွန်စားခန်းနဲ့ကုညီထောက်ပံ့မှုတွေပဲဖြစ်ပါတယ်။ဒီအမူအကျင့်တွေက ဘာကြောင့်အမှန်တကယ်အဖိုးတန်နေကြသလဲဆိုတာကိုကျွန်တော်တို့တစ်ခုပြီးတစ်ခုလေ့လာဆန်းစစ်ကြပါမယ်။ဆိုတော့မိသားစုအကြောင်းလေးနဲ့စကြည့်လိုက်အောင်။ဘလို့တွေဘာတွေပဲဖြစ်နေပါလိမ့်စေမိษွေကိုဆက်ချက်နေတဲ့သူမိษွေကလည်းဆက်ချက်နေတဲ့သူတွေရဲ့အချစ်တွေနဲ့ပံ့ပိုးမှုတွေကိုစဉ်းစားကြည့်ပါ။အခါကလေးသူတို့တွေကိုကျွန်တော်တို့လွယ်လင်းတကူလစ်လူရှုတတ်ကြတာပဲမဟုတ်လားဒါပေမဲ့သူတို့တွေမရှိဘဲနဲ့ဘဝတစ်ခုကိုဖျက်ဆီးခဲ့ရမယ်ဆိုရင်ဘလို့နေမလဲလို့ခဏလေးပဲစိတ်ကူးရင်ကြည်ပါ လွယ်ကူနေမှာမဟုတ်ဘူးဆိုတာတော့သိကြနေရမှတ်လားအဲ့ဒီအတွက်ကြောင့်မိတ်ဆွေအနေနဲ့ဇာကြီးဆရာရဲ့ချက်တော်သူတွေရဲ့မျက်စံများဆိုတဲ့ဥပဒေတော်ကို လက်ခံတဲ့မှာဆိုလိုတာကကို့အတွက်အကျိုးအကြောင်းမသိရင်တော့မှကိုချစ်ရတဲ့သူတွေအတွက်အရေးကြီးတဲ့ကိစ္စတစ်ခုသာဖြစ်လာမယ်ဆိုရင်အဲ့ဒါကိုဦးစားပေးပစ်လိုက်တာကိုပြောချင်တာပါအဲဥပမာတစ်ခုလောက်ပြောရမယ်ဆိုရင်မိတ်ဆွေရဲ့မိသားစုဝင်တယောက်ဟာတစုံတစ်ခုကိုအရင်စိတ်ဝင်စားနေပြီးစိတ်အားထက်သန်နေတယ်ဆိုရင် မိတ်ဆွေလည်းတုံဆိုင်မနေပဲသူနဲ့အတူလိုက်ပြီးသားစီးမျောလိုက်ပါသူတို့နဲ့အတူလိုက်ပါစီးမျောရင်သူတို့ရဲ့ရင်ခုန်စိတ်လှရှားမှုကိုထပ်တူခံစားနိုင်အောင်ကြိုးစားကြည့်ပါအဲ့ဒီလိုမျှဝေခံစားပေးတာထပ်တူခံစားပေးတာဟာမိသားစုရဲ့မေတ္တာနှောင်ကြိုးကိုခိုင်မာတဲ့ထက်ခိုင်မာစေုံသာမကပဲမိသားစုဝင်တွေရဲ့ပျော်ရွှင်ကြည်နူးမှုကိုအမှန်တကယ်ဂရုစိုက်တာကိုလည်းပေါ်လွင်စေပါတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ထုစစ်ပုံဖော်မှုဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးကြည့်အောင် လိစတူဝါကိစ္စနဲ့ပတ်သက်တာတွေအလုတ်ကိစ္စနဲ့ပတ်သက်တာတွေကိုစဉ်းစားကြည့်ပါကျွန်တော်တို့တော်တော်များများမှာ နေတိုင်းရိုးဤညင်းငွေနေလောက်အောင်လုပ်ရတဲ့အလုပ်တွေရှိကြပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုအတိတ်ပဲရှိလာတဲ့ပျော်ရွှင်ကြည်နူးစရာကောင်းလာတဲ့အလုပ်တွေအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင်တော့ဘယ်နဲ့နေမလဲကောင်းပြီအဲ့ဒီလိုလှုပ်လို့ရတဲ့နီလန်းလေးတစ်ခုကဒီလိုပါရန်နာပြရမယ့်အလုပ်စင်းကို ဖန်တီးကြည့်ပါဒီရာဟာကိုယ့်ရဲ့နေ့စဉ်လှုပ်ဆောင်ရန်စည်ရင်အတွက်မဟာဖြည့်စည်းတစ်ခုပါပဲ ရန်နာရမယ့်စီးရင်နဲ့မှာဆိုရှယ်မီဒီယာပေါ်ကလူတွေနဲ့ကိုဘွားကိုနှိုင်းရှင်နေတာတွေပါမယ်။ကိုတကယ်မလိုအပ်တဲ့ပစ္စည်းအတွက်သုံးဖြုံးနေတာတွေပါမယ်။ FOMO လို့ခေါ်တဲ့ပွဲတွေနဲ့လွတ်သွားမှာလွဲသွားမှာကိုကြောက်တဲ့ယောဂါကြောင့်ဖိတ်သမျှပွဲတွေကိုလိုက်တက်နေရတာတွေပါမယ်။အဲဒီလိုအာယုံထွေပြားစေတဲ့အရာတွေကိုရှော့ချလိုက်တဲ့အခါမှာမိတ်ဆွေဟာတကယ်အရေးပါတာတွေကိုပဲစပြီး focus လောက်လာနိုင်မှာဖြစ်ပါတယ်။မိတ်ဆွေရဲ့ထူးဆစ်ပုံဖော်မှုဟာလည်း ပို့ပြီးတော့ဆရာကြလာပါလိမ့်မယ်။မိတ်ဆွေရဲ့အလုပ်ပေါ်မှာလဲမိတ်ဆွေဟာကြည်ကြည်နက်နက်နဲ့ဘဝင်တွေခိုက်လာပါလိမ့်မယ်။အဲအခုချိန်မှာတော့မိတ်ဆွေရဲ့ဘဝမှာစွန်စားကန်းလေးတွေကိုဘလို့ဖြည့်ဆွက်လို့ရနိုင်မလဲဆိုတာကိုလိလာသုံးသပ်ကြည့်ပါအောင်မယ်။လက်တွေ့ကြကြလောက်ဆောင်လို့ရတဲ့နီလန်းလေးတွေရောရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ digital ပစ္စည်းတွေကိုဥပုပ်ဆောင်ခြင်းဆိုတဲ့နီလန်းပါပဲ။အဲခဏတစ်ဖြုတ်တော့စဉ်းစားကြည့်ပါမိတ်ဆွေ။ ဖုန်းလုံးဝမသုံးပဲဆိုရှယ်မီဒီယာပေါ်လုံးဝမတက်ဖဲအဲဒါမှမဟုတ် digital ပစ္စည်းတွေရဲ့နှောက်ရှက်မှုမှန်သမျှကိုလုံးဝအခွင့်မပေးပဲတပတ်မှာနေ့ရက်တစ်ရက်လုံးလုံးကိုကုန်ဆုံးစေလိုက်မယ်ဆိုရင်ဘလို့ဖြစ်လာမလဲလို့မိတ်ဆွေရဲ့ပေါင်းအောင်ခြင်းနဲ့မိတ်ဆွေဟာပြန်ပြီးအချိတ်ဆက်မိသွားလိမ့်မယ်လေပတ်စရာနေရာအသစ်တွေစူးစမ်းခြင်းစရာအသစ်အသစ်တွေတွေ့သွားလိမ့်မယ်အဲကိုချစ်ရတဲ့သူတွေနဲ့ပျော်ရွှင် ကြည်နူးစရာအခိုက်အတန့်လေးတွေကိုဖျက်ဆီးရပါလိမ့်မယ်ဖုန်းမျက်နှာပြင် တီဗီမျက်နှာပြင်နဲ့ခွာလိုက်တာနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝရဲ့စစ်မှန်တဲ့အတွေ့အကြုံတွေကိုခံစားလာလိမ့်မယ်။ဘယ်တော့မှမေးပြောက်လို့မရနိုင်တော့တဲ့အမှတ်တရတွေကိုပိုင်ဆိုင်လာလိမ့်မယ်။ကြွယ်ဝပြည့်စုံခြင်းရဲ့အနှစ်သာရဟာလေမိတ်ဆွေအတွက်နတ်ရှိုင်းတဲ့နတ်ရှိုင်းလာလိမ့်မယ်။နောက်ဆုံးအနေနဲ့ကတော့သူများတွေကိုကူညီထောက်ပံ့ပေးခြင်းအပြင်မိတ်ဆွေခံစားရရှိနိုင်တဲ့ပျော်ရွှင်ကြည်နူးမှုနဲ့အားရကျေနပ်မှုအကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်။ဘာဖြစ်လို့လဲဆိုတော့စစ်မှန်တဲ့ကြွယ်ဝခြင်း ခြင်းဆိုတာသူများကိုကုညီထောက်ပံ့ပေးခြင်းပါပဲအကျဉ်းနာတရားကိုအစဉ်ဆောင်ထားဆိုတဲ့စောင့်ဖို့လေးကိုလက်ကင်ထားပါမိတ်ဆွေမိတ်ဆွေရဲ့ပေါင်းသင်းဆက်ဆံမှုကိုပြောင်းလဲစေလိမ့်မယ်မိတ်ဆွေရဲ့ဘဝကိုနက်နက်နဲနဲကြွယ်ဝပြည့်စုံစေလိမ့်မယ်အပြည့်ဝအာမခံပါတယ်အကျဉ်းနာတရားရဲ့အကျိုးတက်ရောက်နိုင်စွမ်းကိုစဉ်းစားကြည့်ပါမိတ်ဆွေလူတစ်ယောက်ရဲ့ရင်ထဲအသေးတွေကလှိုက်လိုက်လဲလဲချီးမွမ်းစကားဆိုတာမျိုးအိမ်နီးချင်းတစ်ယောက်ကိုကူညီလိုက်တာမျိုး စိမ်းတယောက်ကိုပြုံးပြလိုက်တာမျိုးဒီလိုအကျင်နာတရားရဲ့လှုပ်ဆောင်မှုတိတိလေးတွေကအဲ့ဒီအကျင်နာတရားကိုထိတွေ့ခံစားရတဲ့သူရော ပေးတဲ့သူရောနှစ်ဦးလုံးရဲ့ဘဝတွေကို မြင့်တင်ပြောင်းလဲစေနိုင်တဲ့အပြုသဘောစွမ်းအင်တွေကိုဖန်တီးပေးနေပါတယ်ဒီအမှုအကျင့်၄ခုနဲ့ဒီအနှစ်ချုပ်ထဲကမိတ်ဆွေစုဆောင်းထားပြီးဖြစ်တဲ့အခြားအမှုအကျင့်တွေကိုပါပေါင်းဆက်လိုက်မယ်ဆိုရင်စစ်မှန်တဲ့ရေရှည်တည်တဲ့ကြွယ်ဝပြည့်စုံတဲ့ဘဝကိုမိတ်ဆွေရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ် ဒီသင်ခန်းစာတွေကိုဘဝရဲထိဝင်သွားအောင်နှလုံးသွင်းစဉ်းကျင်ပါအဲပြီးတော့ဒီနေ့ပဲစပြီးတော့လက်တွေ့ကျင့်သုံးကြည့်ပါဒီလိုလုပ်မယ်ဆိုရင်မိษွေရဲ့ဘဝကိုမြင့်တင်ပေးပြီးသားဖြစ်တယ်လို့မိษွေနေထိုင်တဲ့ကမ္ဘာလောကကြီးအတွက်လည်းကောင်းကျိုးပြုပြီးသားဖြစ်ပါလိမ့်မယ်တံမိုးဖြတ်လို့မရနိုင်တဲ့စစ်မှန်တဲ့ကြွယ်ဝမှုကိုလည်းမိษွေအောင်မန်းဆင်နိုင်မှာဖြစ်ပါတယ်